thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စကိုင်းငလင်အပြင်လေကြောင်းတိုက်ခိုက်မှု905ကြိမ်နဲ့ပြည်သူ436ကိုတပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီကတလရှိုင်းပြက်ကန်ရဲစရင်ထက်မှန်ကြီးညာပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မလ28ရက်ကလောက်ခတ်ခဲ့တဲ့စကိုင်းငလင်အပြင်လေကြောင်းတိုက်ခိုက်မှု905ကြိမ်နဲ့ပြည်သူ436ကိုတပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီကအခုဇွန်လတလတာရှိုင်းပြက်ကန်ရဲစဲထားမှဖြစ်ကြောင်းမင်းကညာပိုင်းကထက်မှန်ကြီးညာပြန်ပါတယ်စစ်ကောင်စီကဇွန်လတရနေ့မှာဇွန်လ30ရက်တွင် င်ရရင်ပြစ်ခတ်ရဲစဲထားမှာဖြစ်ကြောင်းအင်အားပြင်းမန္တလေးငလင်ကြီးလောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ငလင်တန်တဲ့ဒေသတွေမှာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်နဲ့ဆောင်ရွက်နိုင်စေဖို့ရှိရဲကြောင်းလက်ရှိကာလမှာငလင်တန်တဲ့ဒေသတွေမှာထိခိုက်ပျက်စီးခဲ့ရတဲ့အစိုးရဌာနရုံးများပြည်သူများရဲ့အသက်အိုးအိမ်နဲ့လမ်းမဆက်သွယ်မှုလုပ်ငန်းများပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုင်းနဲ့ဆက်လက်ဆောင်ရွက်လျက်ရှိပြီးနိုင်ငံတကာလည်းကုညီမှုတွေကိုဆောင်ရွက်ပေးလျက်ရှိကြောင်းစစ်ကောင်စီကကြေညာပါတယ်။ဒါအပြင်ပါတီစုံဒီမိုကရေစီ ီအထွေထွေရွှေကောက်ပွဲကိုအခုနှစ်အတွင်းမဖြစ်မနေကျင်းပဆောင်ရွက်ပေးနိုင်ရည်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိကြောင်းပါတီစုံဒီမိုကရေစီအထွေထွေရွှေကောက်ပွဲကျင်းပနိုင်ခြင်းတနိုင်ငံလုံးရှိဆန္ဒမဲပေးပိုင်권ရှိသူပြည်သူများအလုံးဆန္ဒမဲများပေးနိုင်ဖို့ဒေသအလိုက်တည်ငြိမ်အကြံမှုရှိဖို့လိုအပ်လျက်ရှိကြောင်းစစ်ကောင်စီကဆိုပါတယ် ရာဟီပြစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနဲ့အခြားလက်နက်ကိုင်ဖွဲ့များအနေနဲ့အများပြည်သူတွာလာအုံပြုလျက်ရှိတဲ့လမ်းပန်းဆက်သွင်းလမ်းကြောင်းများကိုနှောက်ရှက်တိုက်ခိုက်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်ဝိုင်းစီစဉ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တပ်စခန်းများကိုတိုက်ခိုက်ခြင်းဌာန ကျုံများကိုနှောက်ရှက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုထိခိုက်ဖြစ်စီစေမယ့်အင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းနေမြေချက်တွင်ခြင်းများကိုမပြုဖို့နဲ့အဲ့ဒီလိုဆောင်ရွက်လာပါကတမရော်နီနဲ့ဖြီသူလူတို့ကိုကာကွယ်သောအဖြစ်လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းစစ်ကောင်စီကဆိုပါတယ်စစ်ကောင်စီကစကိုင်းငလင်အပြင်အပြစ်ခတ်ရဲစိုင်းကြီးညာခဲ့ရအခုကြီးညာမှုမှာ၄ချိန်မြောက်ဖြစ်ပါတယ်စစ်ကောင်စီကအဲ့ဒီလိုအပြစ်ခတ်ရဲစိုင်းကြီးကြီးညာထားတော့လဲလေးချောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးခြင်းများဆောင်ရွက်လျက်ရှိရာစကိုင်းငလင်ကြီးလုတ်ခတ်ပြီးရင်နောက်အကြမ်းဖက်စစ်တပ်ကလေးချောင်းတိုက်ခိုက်မှုပေါင်း 1,905ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ436ဦးသေဆုံးခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်ကမလ28ရက်နေ့မှမေလ23ရက်နေ့အတွင်းရန်ကုန်နဲ့နေပြည်တော်ကလွယ်ပြီးကြံပြည်နယ်နဲ့တိုင်းမြားမှာလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ထိပြုလုပ်ခဲ့ရာပြည်သူ436ဦးသေဆုံးပြီး822ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ຫນွေဦးတော်လိုင်းရဲ့အထွေထွေထိုးစစ်ကြီးအောင်မြင်စဉ်ပြည်သူတိုင်းအာရုံစိုက်ပါဝင်ဖို့နဲ့ကြိုတင်ပြင်ဆင်ဖို့ NUG ဝင်ကြီးဒေါက်တာဇော်ဝေစိုးတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆင်အာနာရှင်တော်လိုင်းရင်မှာမကြခဲ့ဖြစ်ပေါ်လာမယ့်အထွေထွေထိုးစစ်ကြီးအောင်မြင်စဉ်ဖို့အတွက်ပြည်သူတိုင်းအာရုံစိုက်ပါဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝင်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းပါတယ်။သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်လျက်ရှိတဲ့ပြည်သူ့မှပြည်သူတို့အမေးဖြေမှာ၎င်းကထပ်ပါတိုင်းဖြေဆိုသွားတာပေါ့။ NUG ကဂွိုင်းဝင်ကြီးဦးရင်မို88မျိုးဆက်တဲ့ခေါင်း ဆောင်ဦးမင်းကိုနိုင်အပါဝင်တော်လိုင်းခေါင်းဆောင်တချို့ကအထွေထွေထိုးစစ်ကြီးလာမှာကိုထုတ်ပေါ်ပြောဆိုထားပြီဖြစ်ကြောင်းအထွေထွေထိုးစစ်ကတော်လိုင်းအတွက်တော့ချက်ဖြစ်ပြီးလူတိုင်းလူတိုင်းပါဝင်ရမှာဖြစ်ကြောင်းအထွေထွေထိုးစစ်ဆင်နွှဲချိန်မှာစစ်ကောင်စီကပြည်သူများကိုပုံမတိုက်ခိုက်လာနိုင်ကြောင်းဒေါက်တာစောဝေစုကတတိပြထားပါတယ်။ အထွေထွေထိုးစစ်တွေလုပ်တဲ့အချိန်မှာသူတို့စစ်တပ်ကမနိုင်တဲ့သူကိုမတိုက်ခိုက်ပဲလွယ်ကူနိုင်တဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှာဖြစ်တဲ့သူတို့ဘလုံနီနဲ့မှကျွန်တော်တို့ကိုနိုင်မှာမဟုတ်ဘူး PDF တွေနဲ့ကုနာကလိုတိုက်ခိုက်ရင်ဖွဲ့အင်အားစုတွေကိုမတိုက်ခိုက်ပဲပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှာဖြစ်တဲ့ဒါကြောင့် safe hospital safe school တွေ safe please for ပြီးတော့ပြည်သူလူထုအတွက်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့ပြင်ဆင်နေခြင်းဖြစ်ပါတယ်။စေယုံစည်းကမ်းတွေလုံခြုံအောင်စိတ်ချရအောင်။ကျောင်းတွေတင်ကြားတဲ့နေရာတွေလုံခြုံအောင်ပြည်သူလူထုတွေနေတဲ့ထိုင်နေသွားတဲ့လာတဲ့လုံခြုံစိတ်ချရအောင်ဘေးအန္တရာယ်ကင်အောင်ဆောင်ရွက်ဖို့လိုတဲ့အထွေထွေထိုးစစ်တစ်ဖက်ကစည်ရင်းရပြင်ဆင်နေတဲ့ချိန်ကျွန်တော်တို့တွေနေတဲ့ပြည်သူလူထုကို service ပေးတဲ့သူတွေဝန်ဆောင်မှုပေးတဲ့သူတွေနေနဲ့လေလုံခြုံစိတ်ချရတဲ့အထွေထွေထိုးစစ်အတွင်းမှာအန္တရာယ်ရှိနေတဲ့နေရာတွေကိုလုံခြုံစိတ်ချအောင်လုပ်ဖို့လိုပါတယ်။ဒါဟာစမ်းမကြီးစောင့်ရှောက်တဲ့သူပညာသင်ကြားသူတွေတင်သားမကပဲ ပြည်သူတွေအနေနဲ့လည်းသတိရှိရှိအသိရှိရှိနေထိုင်ကြဖို့လိုတယ်ပြင်ဆင်ကြဖို့လိုတယ်လို့အသိပေးသတိပေးခြင်းပါတယ်လို့၎င်းကဆိုပါတယ် အထွေထွေထိုးစစ်ကမြည်သည့်အချိန်လာမည်ကိုမသိရသေးတော့လင်းအဆုံးသက်အောင်မြင်မှသာလင်းအောင်မြင်တော့တော်လိုင်းဖြစ်မှာဖြစ်ကြောင်းဒါကြောင့်ထွေထွေထိုးစစ်အောင်မြင်အလုံးကဝိုင်းဝန်းအားထုတ်ကြဖို့လိုအပ်ကြောင်းသူဝဆက်လက်တိုက်တွန်းပါတယ်အထွေထွေထိုးစစ်ဟာကျွန်တော်တို့တတော်အရေးကြီးတယ်ကျွန်တော်တို့တော်လိုင်းမှာပြီးခဲ့တဲ့လေးနှစ်တာဆောင်ရွက်ခဲ့သမျှကိုဒီအချိန်မှာအင်ပြည့်အားပြည့်ပါဝင်မှုအပြည့်နဲ့ကျွန်တော်တို့ဒီဟာကိုပြင်ဆင်ပြီးတော့ထိုးစစ်မှာထွေထွေထိုးစစ်ကြီးကိုအောင်မြင်အောင်လုပ်ဖို့လိုတယ်ဒါမှသာလင်းကျွန်တော်တို့တော်လိုင်းကအောင်မြင်တဲ့တော်လိုင်းဖြစ်သွားမှာဖြစ်တယ်တော်လိုင်းကိုအောင်မြင်စွာအဆုံးသက်နိုင်အောင်ပြင်ဆင်ရမှာဖြစ်တယ်ဒါကြောင့်မို့ဒါကအရေးကြီး ီးတဲ့အချိန်မှာဒီအချိန်မှာအားလုံးရဲ့ပံ့ပိုးမှုတွေအားလုံးရဲ့ပြင်ဆင်မှုတွေအရင်းကြီးတယ်။ဒါကြောင့်ပြည်သူလူထုကိုရောတော်လိုင်းအင်အားစုတွေကိုရောအခုလိုမျိုးဝန်ဆောင်မှုပေးတဲ့သူတွေကိုရောဒီအချိန်မှာတော့အစွမ်းကုန်အားထုတ်ပြီးတော့ဝိုင်းဝန်းကြဖို့ပံ့ပိုးကြဖို့ပြောချင်ပါတယ်။ဘယ်အချိန်ဘယ်ခါဖြစ်လာမလဲဆိုတာမသိပေမဲ့ဒါဒီကနေ့ဒီအချိန်မှာလူတိုင်းလူတိုင်းပံ့ပိုးရမယ်အာယုံဆိုင်ရမယ်လုပ်ရမယ်အလုပ်ဖြစ်တယ်လို့ပြောတာ။ ကြောင်းဒေါက်တာဆော်ဝေဆိုးကဆိုပါတယ်။ NUG ဝင်ကြီးဒေါက်တာဆော်ဝေဆိုးကအမျိုးသားညီညွတ်ရေးအစိုးရရှာရေးသမ္မတအထူးဝလက်ရှိလိုက်ညွှန်ကြားချက်နဲ့အညီ2025ခုနှစ်နှစ်စံပိုင်းအတွင်းပြည်ပမှမြန်မာနိုင်ငံကိုအပြီးပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပုန်နေနဲ့မွန်ပြည်နယ်မှာလိုင်စင်မဲ့ရှင်တွေကိုအကြီးအကျယ်ဖမ်းဆီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တဝန်းမှာစစ်ကောင်စီကလိုင်စင်မဲ့မော်တော်ကားအပါအဝင်ဆိုင်ကယ်တွေကိုစီမံချက်နဲ့အကြီးအကျယ်ဖမ်းဆီးနေပြီးလိုင်စင်မဲ့ရှင်ဖြစ်ပါက ရှင်ကောလူမျိုးပါဖန်ဆင်းနေတဲ့လူဒေသခံတွေကပြောပါရယ်စစ်ကောင်စီကလိုင်စင်မဲ့ရှင်တွေကိုနေရောညပါမြို့ဝင်မြို့ထွက်တွေမှာဖန်ဆင်းတာမြို့တွင်းမော်တော်ယာဉ်သွာလာမှုများတဲ့နေရာတွေမှာဖန်ဆင်းတာပြင်တရင်ရနေအိမ်နီတီဖန်ဆင်းမှုတွေရှိလာတာပါလိုင်စင်မဲ့ရှင်တွေကိုဖန်ဆင်းတာကပြီးခဲ့တဲ့မေလ20ရက်ကနေပြီးတော့မှပြုလုပ်တဲ့စစ်ကောင်စီဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာစစ်ကောင်စာပို့ချုပ်မှုကြီးမင်းအောင်လိုင်ရဲ့ညွှန်ကြားချက်ကြောင့်ဖြစ်တယ်လို့သိရပါရယ်မော်လမြိုင်ဒေသခံတအုပ်ကတော့လိုင်စင်မဲ့ရှင်တွေကိုတမျိုးလုံးဒီပါမဖန်ဘူးတဲ့နေရာတွေကစာဖန်ဆင်းနေတယ်လို့ပိုင်စိတ်တိုင်းစစ်ဆေးပြီးလိုင် ်စင်မဲ့ရှင်ဖြစ်ပါကရင်ရောလူကိုပါဖမ်းဆီးရလို့ပြောပါတယ်တမျိုးလုံးနှီးပါပါပဲမဖမ်းဘူးတဲ့နေရာတွေရောအခုကဘလို့လောက်တာလဲဆိုတော့လာသမျှရှင်အကုန်လုံးကရှက်ပင်းရတယ်အကုန်တစည်းမကြမ်းစစ်တယ်ပိုက်စိတ်တိုင်းလိုင်စင်မဲ့ရောလိုင်စင်ရောအကုန်ရက်ရက်ပြီးသူတို့ဆိုင်ရက်စာလန်တောင်းနေဝီတက်တောင်းနေ ဝီတက်တောင်းပြီးတဲ့အပြင်စာအုပ်ပါတောင်းနေသူတို့ကလိုင်စင်မဲ့တွေဆိုရင်ဆိုင်ကင်ရောလူရောခေါ်ထားတယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီကလိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးတဲ့နေရာမှာအင်အားများပြားကိုအသုံးပြုပြီးအဖွဲ့ဆောင်တဲ့ဖမ်းဆီးနေတာဖြစ်ပြီးသူတို့စစ်စည်းစဉ်အချိန်လုံးမီမရက်တံပင်းကပါဆဲဆူရိုင်းနှက်တာတွေပါလှုပ်ဆောင်နေတာပါ။မူးတုံဒေတာကန်တောင်းကလည်းလိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးနေတဲ့စစ်ကောင်စီတပ်ရဲနဲ့ဌာနဆိုင်ရာတွေကိုယ်တိုင်ကလိုင်စင်မဲ့ရှင်စီးပြီးဖမ်းဆီးနေတာဖြစ်တယ်လို့အခုလိုဖမ်းဆီးရတဲ့အတွက်ပြည်သူတွေတွားရင်လာရင်ခက်ခဲနေရတယ်လို့ပြောပါတယ်။ ဒီမှာတော့အကုံဖန်းနာပေါ်သူတို့ကတရားဝင်ဆိုင်မှာ ပေးတင်ရောင်းထားတဲ့အခုဖမ်းမယ်ဆိုတော့သူတို့ဆိုင်တွေကိုအကြောင်းကြားလိုက်တဲ့ဆိုင်တွေမှာဒီယာယီတွေကစာလိုင်းစင်မရှိရဲ့ဆိုင်ွယ်တွေဆိုင်ကမရှိတော့ဘူးသူတို့ကိုယ်တိုင်ကဒီလိုင်းစင်မဲ့ကိုစီးရဲသူတို့လည်းဖမ်းတယ်သူတို့လည်းရောင်းတယ်ဆိုတော့အဓိကဖမ်းတော့ပြည်သူတွေအခက်ခဲဖြစ်တာပေါ့လို့ဆိုပါတယ်လိုင်းစင်မဲ့ရှင်တွေကိုဖမ်းစီးတဲ့နေရာမှာစစ်ကောင်စီအတိုင်းဝိုင်းကလူတွေစစ်ကောင်စီနဲ့နှိဆက်သူတွေနဲ့လိုင်းကြီးပီပီစင်းနှင်းသူတွေကိုတော့စစ်စီပီပြင်းလင်းလွတ်ပေးတာရှိပြီးဒေသခံတွေကိုတော့ဖမ်းစီးထားတာရှိတယ်လို့သူကစက်ပြောပါတယ်စစ်ကောင်ဆောင်ကလိုင်းစင်မဲ့ကားနဲ့လိုင်းစင်မဲ့ဆိုင်ကယ်စီးနှင်းမှုတွေကိုဖော်ထုတ်ရမှာဖြစ်ပြီး နံပါတ်ပြအတူပြုလုပ်တာလိုင်စင်အတူပြုလုပ်တာတွေကိုတွန်းရတဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့ပါဝင်ပတ်သက်နေသူတွေအားလုံးကိုစီစစ်ဖို့တော့အရေးယူဖို့ပြောဆိုနေတာပါလိုင်စင်မဲ့ရှင်စီးနှီးမှုတွေကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနေနာသလိုလုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်းအခက်အခဲဖြစ်ပေါ်လာနိုင်တဲ့အတွက်တိုင်းနစ်ပြည်နယ်လိုင်းလိုင်စင်မဲ့မော်တော်ယာဉ်စီးနှီးမရှိစေဖို့အတွက်စက်မှတ်ဖို့ညွှန်ကြားလာခဲ့ပြီးတဲ့နောက်အခုလိုဖမ်းဆီးမှုစတင်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီလောက်ခံတွင်ကလိုင်စင်မဲ့ရှင်တွေကိုနေရာနန်းစီမံချက်နဲ့စတင်ဖမ်းဆီးနေပြီးမြေသူတို့ကိုယ်တိုင်လိုင်စင်မဲ့ရှင်တွေကိုစီးနှီး င်းနေတာကြောင့်လိုင်စင်မဲ့ရှင်ဖမ်းဆီးနေတဲ့ပေါ်ဒေသခံတွေအကြောင်းဝေဖန်မှုတွေမြင့်တက်နေတာပါမွန်ပြည်နယ်မှာစစ်ကောင်စီကလိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးရမိပါကဖမ်းဆီးရမိတဲ့လိုင်စင်မဲ့ရှင်တွေကိုပါသိမ်းတဲ့အပြင်ဒေသခံပြည်သူတွေကိုလည်းပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့အရေးယူတာတွေလှုပ်ဆောင်နေရလို့ဆိုပါတယ်